ောက်ပြီးသားအိမ်ကိုဝယ်မလားကွမ်းနဲ့ကိုအိမ်သက်ဆောင် တကယ်တမ်းကိုနေမဲ့အိမ်ကိုလိုက်ရှာရတာတော်တော်လေးကိုပင်ပန်းပါတယ်ဒီဗီဒီယိုလေးကတော့အစ်စ်နေအိမ်နဲ့ခွန်းနဲ့ကိုအိမ်ပြန်ဆောက်တဲ့ဟာဘယ်ဟာပို့ပြီးတော့မှကောင်းလဲဆိုတော့အသာချာအနေချက်လေးနဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအသင့်တက်နေလို့ရတဲ့အိမ်အစ်စ်အချောင်းကိုကျွန်တော်ပြောပြပေးပါမယ်အသင့်တက်နေလို့ရတဲ့အိမ်ကိုရှာဝယ်မယ်ဆိုလို့ရှိရင်တော့အသေးချာဂီယူဆိုင်ပြီးလိုက်ကြည့်ရှုဖို့တော်တော်လိုအပ်ပါလိမ့်မယ်ဘယ်ကုမ္ပဏီကဆောက်တာလဲဆိုတာကိုအရင်ဆုံးကျွန်တော်တို့စုံစမ်းဖို့လိုပါတယ်အသာချာကိုပြောရမယ်ဆိုလို့ရှိရင်တော့အချိန်ကုန်တက်တာတယ်ကိုဆောက်ထားပြီးသားပြတဲ့အတွက်အိမ်ဆောက်တဲ့အချိန်နေပေးကြမလို့တော့ဘောနောက်တစ်ခုက ကုန်ကြစေအခုလက်ရှိအခြေအနေအရလည်းကုန်စည်နှုန်းတွေက တက်တာကျတာအယမ်းမြန်တဲ့အနေအထားမှာဒီကိစ္စတွေကိုစိတ်ပူစရာမလိုတော့ဘူး။ရောင်းခွင့်ထားတဲ့ဈေးနဲ့ကိုယ့်ရဲ့ဘတ်ဂျက်နဲ့ကိုက်ညီရဆိုလို့ရှိရင်တော့အဆင်ပြေတာပေါ့။အားနည်းချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ contract ကစောက်ထားတာဖြစ်တဲ့အတွက်သူတို့လည်းစီးပွားရေးလုပ်တာဆိုတော့သူတို့ရဲ့အမျက်စွန်ကြံလို့လည်းသူတို့ဟိုအိမ်ုံစည်းသက်တောင်ရှော့ပြီးတော့စောက်ထားကြရရှိတယ်။နောက်ဥမာပြောရမယ်ဆိုလို့ရှိရင်တော့ဘီလက်မြေတွေတန်ချောင်းတွေအဲ့ဒါတွေကိုဘလူတွေတုံးထားလဲဆိုတော့ကျွန်တော်တို့ကမမြင်ခဲ့လိုက်ရဘူးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့မသိ နိုင်ဘူးတွေ့ရတာတွေဖြစ်တဲ့ဒီကြိုင်းငင်းတွေလက်ရန်တွေပရင်ပေါက်တွေတကားတွေအဲ့လိုဟာတွေကိုလည်း quality ကောင်းတာကိုတုံးနာတာတော်တော်လေးရှားပါတယ် နောက်တစ်ချက်ကတော့ကို့မိသားစုရဲ့လိုအပ်ချက်နဲ့ကိုင်းညီမူတာကိုရှာဖို့အတွက်ကတော့တိတ်ပြီးတော့မလွယ်ပါဘူး။ဥပမာကျွန်တော်အခန်းကြီးအတွက်ဒီရင်အခန်းဖွဲ့စည်းတိစောက်ပုံတွေပေါ့နော်။အဲ့လိုမျိုးဟာတွေပါ။ကိုယ့်အနေကိုအိမ်ဆောင်နေမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အားသာချက်တွေကပထမဆုံးဒီဇိုင်းပိုင်းကိုလိုချင်တဲ့ဒီဇိုင်းကိုလိုချင်တဲ့အိမ်ပုံစံမျိုးကိုယ့်အနေကိုစိတ်ကြိုက်ဆောက်လို့ရတယ်။နောက်တစ်ခုက budget ကိုယ့်ရဲ့ budget ရှိရင်ရှိတယ်လို့မျိုးကို quality ရှိတဲ့ပစ္စည်းတွေကိုကိုအသုံးပြုလို့ရတယ်။နောက်တစ်ခုကခိုင်ခံ့မှုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့သူစောင့်နေတဲ့အချိန်တိုင်းမှာကိုကအမြဲတမ်းနေ့တိုင်းလိုလို on site ဆင်ပြီးတော့မှသွားပြီးတော့လေ့လာကြည့်ရှုစစ်ဆေးလို့ရတယ်ပြီးပါလို့ရှိရင်ကုမိသားစု size နဲ့ကိုက်ညီတဲ့အိမ်ပုံစံပဲဖြစ်ဖြစ်အိမ် design ပဲဖြစ်ဖြစ်အခန်းဖွဲ့စည်းပုံတွေပဲဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်အားနည်းချက်တွေပြောရမယ်ဆိုလို့ရှိရင်တော့အချိန်ပေးရမယ်အိမ်ဆောက်တာ၂လ၃လလောက်နဲ့တော့မပြီးဘူးအချိန်တော်တော်လေးပေးရမယ်အနေထားမှာရှိတယ်ပြီးရင်နောက်ကုန်စည်တော့ပေါ့ကျွန်တော်တို့ဒီကုန်စည်တော့အတက်အကျတန်ကိုခံနိုင်မှရမယ်အနေထားမှာတော့ရှိပါတယ်ဗျဆိုတော့ဘာနဲ့ကိုအိမ်ပဲအစ်စ်ပြန်ဆောက်နေချင်လားတောင်းလို့ရှိရင်ဝယ်ထားပြီးသားအိမ်အစ်စ်ကိုပဲနေမလားကောမမှာတစ်ချက်လောက်ရေးခဲ့ပေးပါဦးဗျ